မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်စကိုင်းမြို့မှာတေဆုံသူ200ကျော်ရှိလာပြီးပိတ်မိနေသူများစွာကျန်ရှိနေတယ်လို့မြို့ကန်တွေရဲ့ပြောကြားချက်အရသိရပါဗျ။လက်ရှိမှာပြိုကျနေတဲ့အဆောက်အုံတွေအောက်မှာဖယ်ရှားထုတ်ယူနိုင်ခြင်းမရှိသေးတဲ့ဖြစ်စဉ်များစွာကျန်ရှိနေသေးတယ်လို့မြို့ကန်တွေကပြောပါဗျ။ကျွန်တော်တို့အရန်ပင်ပန်းနေပါပြီ။ ဒါပေမဲ့အများအပူဝိုင်းကိုရင်ထမင်းပဲနေမှမသိစကိုင်း183ရောက်တကြိုပေးပါပြီလို့လူမှုကွန်ရက်အသေးတခုကတောင်ဝင်ရှိသူတို့ကမလ29ရက်နေ့ညနေပိုင်းကလူမှုကွန်ရက်မှာရေးသားထားပါတယ်။လက်ရှိမှာပြူကျနေတဲ့အဆောက်အုံတွေအောက်မှာဖေရှားထုတ်ယူနိုင်ခြင်းမရှိသေးတဲ့ဖြစ်စဉ်များစွာကြန့်ရှိနေသေးကြောင်းမြို့ကန်တွေကပြောပါရတယ်။မေလန်းပလီ3ခုမှာပြိမိနေတဲ့ဝိပုစုတောင်းသူတွေအနက်ဓာတ်ပေါ်ရီ40ကျော်50ခန်းကိုရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ပြီးဆက်လက်ဆောင်ရွက်နေဆဲဖြစ်တယ်လို့သိရပါရတယ်။ညနေ9နာရီကမောင်လေးဓာတ်ပေါ်ရီထွက်လာပါရတယ်။ အလာအမိတ်ခံသွားပါပြီ။အပါမောင်လေးနဲ့အတော်နှစ်ယောက်အပါတယောက်ကလွဲလို့ကျန်တဲ့သူတွေကပလီသွားကြရင်ဖြစ်တာပါ။အခုထိအတော်တယောက်ကဓာတ်ပေါ်တွေထွက်မလာသေးပါဘူး။ရှင်တွေကွဲရတယ်ဆိုတာထက်ပိုပါရယ်။သူတို့ကတော့တစုတဝေးတဲ့အလာထံပြန်ကြကောင်းမွန်တဲ့နေရာမှာပြောနေကြရုံပဲ။ကျန်ခဲ့တဲ့သူတွေကရှင်တွေကွဲရတယ် မောင်လေးပြိမိနေတာစောင့်နေရင်ဓာတ်ပေါ်ရီတစ်ခုထွက်လာတိုင်းဖက်ဖက်ငိုကြရတယ်။အကုန်လုံးက9ယောက်ပါတဲ့သူ၊6ယောက်ပါတဲ့သူ၊2ယောက်ပါတဲ့သူနဲ့အတူတူရင်နာဖက်ငိုနေရတယ်လို့ဗလီပြိုချမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမိသားစုဝင်တို့ကရေးသားထားပါတယ်။ဖုန်းဆိုင်တဆိုင်ကဆိုဝန်ထမ်းတွေနဲ့ပိုင်ရှင်တွေအကုန်လွတ်တယ်ဆိုပြီးနေနေတာ။အနမ်းထွက်လာလို့လိုက်ရှင်းတော့ကစတမာ2ယောက်ရဲ့ဓာတ်ပေါ်ရီထွက်လာတယ်လို့မြို့ကန်တို့ကပြောပါတယ်။ အဲ့လိုပဲကိုပိုင်းချောင်းတချောင်းပြိုကျတဲ့ဖြစ်စဉ်မှာလည်းခလေး၆ဦးအပေါင်းဝင်၁၂ဦးသေဆုံးခဲ့ပြီးအခုအချိန်ထိဓာတ်ပေါ်တွေထွက်ယူနိုင်ခြင်းမရှိသေးဘူးလို့သိရပါဗျ။သခိုင်းမြို့မှာပြိုကျတဲ့အဆောက်အုံတွေအောက်မှာပိတ်မိနေသူတွေကိုဆယ်ရန်တရားအခက်အခဲကြောင့်အခုအချိန်ထိဖယ်ရှားထွက်ယူနိုင်ခြင်းမရှိသေးတဲ့ဖြစ်စဉ်များစွာကြန့်ရှိနေစေဖြစ်ပါတယ်။လက်ရှိမှာသခိုင်းမြို့မှာလမ်းပန်းဆက်သွယ်ရေး၊သွားလာရေးခက်ခဲမှုစားတောက်နေထိုင်မှုနဲ့အချိန်ကြာလာတာနဲ့အမျှတောက်သုံးရေကအစအခက်ခဲတွေရှိလာနေတယ်လို့မြို့ကန်တွေကပြောပါရယ်။